မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့မေလ31ရက်နေ့သတင်းလေးကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ကျမကတော့ရင်းလဲ့လေထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့စစ်ကူရိတ်ခါကူဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးနှစ်ဦးသေဆုံးကအရှင်တအူဖမ်းဆီးရမိတဲ့အပြင်ကားတစ်စီးကိုသိမ်းဆီးရမိတဲ့သတင်းခရီးသွားဟန်ဆောင်ပြီးအိုးဝေမောင်းသမောက်ကိုရိုက်နှက်ခါလူရက်သွားတဲ့သတင်း တပ်ဖြူတိုက်ပွဲမှာစစ်ကောင်စီရဲ့နာပါခါကဒုတိယဗိုလ်မှူးကြီးတဦးအပါအဝင်စစ်တုံးမှန်အများအပြားကိုအေးအေးဖမ်းမိတဲ့တည်းရေတပ်ပြောက်ကြားဝှေ့ဆောင်နေတဲ့ဓမြတိုက်မှုဖြစ်ပွားခဲ့ပြီးငွေကြက်360နဲ့အတူဖုံးလေးလုံးကိုယူဆောင်သွားတဲ့တည်းစကိုင်းမြို့ကငလျင်တန်သည့်အဆောက်အဦတွေပြန်ဆောက်ဖို့တရုတ်တပ်အမတ်ကြီးနဲ့စစ်ကောင်စီကတိုင်းဝင်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးတဲ့တည်း တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာအတိုင်းအဝိုင်းနဲ့ထိတွေ့ဆက်ဆံရန်တကားဖွင့်ထားကြောင်းဒေါ်စင်မအောင်ရေးတဲ့စာမားမှာဖော်ပြထားတဲ့သတင်းစေးကြောင့်ပြီးမိဘရဲ့နေအိမ်ကိုတက်စီလောင်ပြီးမိရှိုးခဲ့တဲ့အမျိုးသားကို TNN တွေကဖမ်းဆီးထားတဲ့သတင်းတမနီနဲ့အလူမီနီယံသွင်းကုန်တွေကိုခြံက90ရာခိုင်နှုန်းအထိအခွန်နှဆတိုးကောက်မဲ့တဲ့အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ စစ်ကူရိတ်ခါကူဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးနှစ်ဦးသေဆုံးကအရှင်တအူးဖမ်းဆီးရမိတဲ့အပြင်ကားတစီးကိုသိမ်းဆီးရမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းတောင်သာမြို့နယ်မှာမေလ28ရက်နေ့ည9:00နာရီဝန်းကျင်ခန့်ကစစ်ကူရိတ်ခါကူဖို့ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးကအရှင်တအူးနဲ့အတူလက်နက်ခဲယံပစ္စည်းတွေသိမ်းဆီးရမိခဲ့တယ်လို့တောင်သာပြည်ပဒီဖန်ဖိုကဒီကနေ့မနက်ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ တောင်သာမဝဲလောင်ကိုစစ်ကူရိခောက်ကူဖို့ထွက်လာတဲ့စစ်ကောင်စီပူပေါင်းအင်အား၁၀ဦးဝင်းကျင်ခန့်ပါအန်စာတုံးကားတစီနဲ့အင်အား၂၀ပါကားတစီတို့ကိုတော်လိုက်ရေးတပ်ဖွဲ့တွေကသတင်းအရလမ်းပိုင်းတနေရာမှာဖြတ်တောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တောင်သာ People Defense 4ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။အဆိုပါဖြတ်တောက်တိုက်ခိုက်မှုကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလှုံ့ဆော်ခဲ့တာဖြစ်ပြီးအန်စာတုံးကားပေါ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကထိခိုက်ဒဏ်ရာတွေနဲ့လွတ်သွားကြပြီး ကြံတဲ့ကားတစီကိုထိရောက်စွာပစ်ခတ်နိုင်ခဲ့လို့သိသိရမိခဲ့တယ်လို့သိရှိရပါတယ်တော်လရေးတပ်ဖွဲ့တွေကနေမြေရှင်းလင်းရေးပြုလုပ်ရမှာစစ်ကောင်စီအလောင်းနှလောင်းအရှင်တအူးနဲ့အတူ G4 အမျိုးအစားလက်နက်တလက်9.56 G 328တောင်း63 G 468တောင်းကာဒစီ66ဘူးအိုက်ကွန်တလုံးလက်ပစ်ပုံးနှလုံးကြီးပေါင်း၈ပေါင်းနဲ့ R7 တဖူးတို့ကိုသိမ်းဆီးရမိခဲ့တယ်လို့သိရှိရပါတယ်စစ်တုံးမန်းရဲ့ပြောပြချက်အရာ ကြံတဲ့ကားတစည်းပေါ်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းထိခိုက်ဒဏ်ရာများစွာနဲ့ကစင်ကလေးထွက်ပြေးသွားကြရတယ်လို့သိရှိရကြောင်းထုတ်ပြန်ချက်အရာသိရပါတယ်။ပြီးခဲ့တဲ့မေလ22ရက်နေ့ကလည်းတောင်သာကြောင်ပရောင်းလန်အထွက်ရှိတောင်သာမြို့မင်္ဂလာဦးရပ်ကွက်ရှိကွန်ကရစ်အစာအုပ်တွေနဲ့ဘန်ကာကရုတ်အခိုင်အမာပြုလုပ်ကပြည်သူတွေကိုနေစဉ်ငွေကြေးကောက်ခံပြီးနှောက်ရတာတွေပြုလုပ်နေတဲ့ကိစ္စခန်းနဲ့ဘူတာကုန်းရပ်ကွက်ရှိဝန်ထမ်းအင်အားကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒုတိယသတင်းတစ်ပုတ်အနေနဲ့ခရီးသွားဟန်ဆောင်ပြီးအိုးဝေမောင်းသမောက်ကိုရိုက်နှက်ခါလူရဲသွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ပဲခူးတိုင်တာယာဝတီခရိုင်မင်းလာမြို့နယ်နဲ့မူးညို့မြို့ကြားမှာမေလ30ရက်နေ့မနက်ပိုင်းကလင်မယားနှစ်ယောက်ကအိုးဝေငါပြီးအိုးဝေမောင်းသူကိုရိုက်နှက်လူရဲတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။လင်မယားနှစ်ယောက်ဟာအိုးဝေမောင်းသမောက်ကိုထုတ်ကိုဖုံးဆက်ခေါ်ပြီးခရီးသွားဟန်ဆောင်ကမူးညို့ကိုသွားခြင်းတယ်လို့ဆိုပြီးလိုက်ဖို့ခိုင်းရာက မုံညုံနဲ့မင်းလာကြမှာအိုးဝေမောင်သမားကိုရိုက်နှက်ပြီးအိုးဝေကိုပါလူခဲ့တာလို့သိရှိရပါတယ်။ဖုံးဆက်ပြီးခေါ်တာလို့သိရတယ်။အင်ပုတ်ကုန်းရွာနဲ့ထမ်းမင်ကုန်းရွာကြားထဲမှာလူပြက်ချိန်ခေါင်းကိုရိုက်ပြီးထားခဲ့တာလို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။အိုးဝေမောင်သမားကိုဒေသခံပရာဟိတအဖွဲ့တွေနဲ့စတင်တွေ့ရှိသူတွေကမင်းလာစေယုံကြီးကိုပို့ဆောင်ခဲ့ပြီးအဲ့ဒီကတဆင်းတာယာဝရီခရိုင်စေယုံကြီးအရေးပေါ်ဌာနကိုပို့ဆောင်ခဲ့ရတယ်လို့ဒေတာရင်းသတင်းမြစ်တီထံကစုံစမ်းသိရှိရပါတယ်။ ခေါင်းကိုရိုက်လူသွားတာသတိရတစ်ချက်မရတစ်ချက်နဲ့ခရိုင်စေးုံကြီးကိုအေးပေါ်လူနာအနေနဲ့ထပ်ပုတ်ထားရတယ်လို့နောက်ထပ်ဒေသခံတအူးကမြို့တော်ကို ပြောပါတယ်လူရက်သွားသူလင်မယားနှစ်ဦးကိုရွှေတော်မြို့မှာဖမ်းဆီးရမိခဲ့တယ်လို့သိရှိရပြီးအိုးဝေမောင်းသူတွေကိုအခုရက်ထဲလူရက်ခံရတာတွေအဖြစ်များနေတယ်လို့စုံစမ်းသိရှိရပါတယ်ပြီးခဲ့တဲ့ဧပြီလဇန်ပိုင်းကလည်းပြည်မြို့မှာအိုးဝေမောင်းသမားကိုရိုက်နှက်လူရက်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်ရှင် တတိယသတင်းတပုတ်အနေနဲ့ကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီရဲ့နာပါခါကဒုတိယဗိုလ်မှူးကြီးတဦးအပါအဝင်စစ်တုံးမှန်အများအပြားကိုအေအေကဖမ်းမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။လက်တလောကြောက်ဖြူမျိုးနဲ့အတွင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်ကောင်စီရဲ့နာပါခါကဒုတိယဗိုလ်မှူးကြီးတဦးအပါအဝင်စစ်တုံးမှန်အများအပြားကိုအေအေကတုံမှန်အဖြစ်ဖမ်းမိကြောင်းဒေသအခြေဆိုင်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။စစ်တုံးမှန်အဖြစ်ဖမ်းဆီးခံရသူဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကစေဦးစီးမှုပထမတန်းဖြစ်ပြီးဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်ဖြစ်ခါသူနဲ့အတူစစ်တုံးမှန်အများအပြားကိုလည်းလက်ရဖမ်းမိခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းစစ်ကောင်စီရဲ့တမ၁၁တမဌာနချုပ်ကနှီးပြူဟာမှုဖြစ်သူဗိုလ်မှူးကြီးကျော်မြို့အောင်အလုံးတင်ဗိုလ်လောင်းတင်တဲ့အမှတ်စဉ်28ကိုလည်းစနိုက်ပါနဲ့ပြစ်ခတ်ရှင်းလင်းခဲ့တာကြောင့်အလောင်းကိုတော့မေလ28ရက်နေ့ကအထူးလေရင်နဲ့ကြောက်ဖြူကနေရန်ကုန်ကိုစစ်ကောင်စီကယူဆောင်သွားခဲ့ပါတယ် တိုက်ပွဲအတွင်းတိုက်ဆုံးခဲ့တာကြောင့်မူလအဆင့်ဗိုလ်မှူးကြီးမှဗိုလ်မှူးချုပ်အဆင့်ကိုယာတူးတိုးပေးခဲ့ပြီးစစ်သည်တိုင်းမှာတချို့ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီဗျူဟာမှုရဲ့အလောင်းဟိုသာစစ်ကောင်စီဘက်ကပြန်လည်ရရှိသွားပေမယ့်ကြံနေသေးတဲ့ဗျူဟာမှုတအုပ်အပါအဝင် စစ်ကောင်စီအလောင်း30ကျော်နဲ့လက်နက်ခဲယံအချို့ကိုအရခတက်တော်အေကတင်စီရမိခဲ့တယ်လို့သိရှိရပါတယ်။ကြောက်ဖြူမှာလက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးတိုက်ပွဲတွေဟာတရုတ် gas pipeline နေနဲ့မီတာ6000ကျော်ကွာဝေးနေသေးပေမဲ့ တရုတ်ဝန်ထမ်းတွေအပြင်မြန်မာဝန်ထမ်းတွေလည်းလုံခြုံရေးစိုးရိမ်ပြီးထွက်ပြေးနေကြရတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရေတပ်ပျောက်ကြားဝစ်စုံအနေနဲ့ဓားတိုက်မှုဖြစ်ပွားခဲ့ပြီးငွေကျပ်သိန်း60နဲ့အတူဖုံးလေးလုံးကိုယူဆောင်သွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ AR တိုင်းဖြာပုံခရိုင်ပုဂလေးမြို့နယ်အောက်လဲစိတ်အရှိရွာကနေအိမ်တစ်လုံးကိုမေလ29ရက်နေ့ကရေတပ်ပျောက်ကြားဝစ်စုံဝစ်ထားတဲ့လူလေးယောက်က တနတ်နဲ့ချင်းချောက်ကနေအတွင်းမှာရှိတဲ့ဖုန်းနဲ့ငွေတွေကိုယူဆောင်သွားတယ်လို့စုံစမ်းသိရှိရပါတယ်။ရေတပ်ပြောက်ကြားဝစ်စုံတဲ့အမျိုးသားလျောက်ကအောင်လဲစိတ်အရှိရွာကဥထုံးရီရဲ့နေအိမ်ကိုတနတ်နဲ့ချင်းချောက်ခဲ့တာဖြစ်ပြီးငွေကျပ်360နဲ့အတူဖုန်းလေးလုံးကိုယူဆောင်သွားခဲ့တယ်လို့သိရှိရပါတယ်။အောင်လဲစိတ်အရှိရွာကဥထုံးရီအိမ်ကိုလူလျောက်ကည9နာရီလောက်ကြီးတနတ်တွေနဲ့ဝင်ပြီးဓမြတိုက်တာလူကိုတော့ဘာမှမလုပ်ဘူးပတ်စံနဲ့ဖုန်းနဲ့ယူသွားတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါရယ် အဆိုပါဓမြတိုင်းမှုကျူးလွန်သူတွေထဲက၂ယောက်ကိုတော့စနက်အတူတလက်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပြီးကျန်၂ယောက်ကိုတော့ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ဒေတာတွင်သတင်းရင်းမြစ်တွေထံကစုံစမ်းသိရှိရပါတယ်။၂ယောက်တော့မိတယ်။ရွာခန့်သတင်းပေးပါတယ်လို့ကြားတယ်။မိတဲ့သူတွေကမော်လမြိုင်ကျွန်းကတယောက်၊ကြိုက်လက်ကတယောက်လို့ပြောတယ်လို့နောက်ထပ်ဒေတာခန့်တအူးကမြို့တော်ကိုပြောပါတယ်။ဓမြတိုင်းသူလေးဦးမှာအသက်25နှစ်ဝန်းကျင်နေဖြစ်တယ်လို့သိရှိရပြီးနောက်ဦးမှာထွက်ပြေးလွတ်မြောက်နေစေဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။ ထပ်ပြေးတိတ်ချောင်သူတွေကတယောက်ကအောက်လဲစိတ်ရွာကဖြစ်တယ်လို့ကနအူးသိရှိရပြီးလက်တလောမြင်းကကန်ရဲစခန်းမှာစစ်ဆေးနေတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းမြို့ကငလျင်တန်းသိ SOO တွေပြန်ဆောက်ဖို့တရုတ်တပ်အမတ်ကြီးနဲ့စစ်ကောင်စီကတိုင်းဝင်ကြီးချုပ်တို့တွေ့ဆုံဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းမြို့ကငလျင်တန်တဲ့ SOO တွေပြန်လည်တိစောက်ဖို့စစ်ကောင်စီကစကိုင်းတိုင်းဒေသကြီးဝင်ကြီးချုပ်ဦးမြတ်ကျော်နဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံတာဝန်မှကြီးမစ်မာဂျာရိုမနေ့ကမေလ30ရက်နေ့မနက်ပိုင်းကစကိုင်းမြို့အသင်ခရရိတ်တာဧကမ်းမမှာတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။ငလျင်ကြီးလှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့စကိုင်းမြို့ပေါ်ရှိစာတင်ကျောင်းတွေလူနေအိမ်တိုက်တာတွေနဲ့ဈေးတွေပြန်လည်တိဆောက်ရေးလုပ်ငန်းတွေမှာတရုတ်အစိုးရအနေနဲ့ပူးပေါင်းဆောင်ရွက်မဲ့အခြေအနေတွေကိုတွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။ သူတို့လာတော့ဒီအပိုင်းစကိုင်းမှာမီးမှန်နေတာပေါ့ဗျာမြို့ကန်တွေကအထက်မြင့်တွေဆောက်ဖို့အတော်ကြောက်သွားကြပြီတရုတ်ကဘယ်အစာအုပ်တွေအတွက်ကူမာလဲဆိုတာကတော့ရှင်းရှင်းလင်းလင်းမသိရသေးပါဘူးဗျာလို့စကိုင်းမြို့ကန်တအူးကမြို့တော်ကိုပြောပါတယ်တရုတ်တပ်အမတ်ဟာတရုတ်နိုင်ငံအကူအညီနဲ့စကိုင်းမြို့ရွှေမင်းဝင်ဈေးရုံတစ်ဆောက်လုပ်မဲ့မြင်းနေရာကိုတွားရောက်ကြည့်ရှုခဲ့ကြတယ်လို့လည်းစုံစမ်းသိရှိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အထူးတွေ့ဆက်ဆံရန်တကားဖွင့်ထားကြောင်းဒေါ်စင်မအောင်ရေးတဲ့ဆောင်းပါးမှာဖော်ပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အထူးတွေ့ဆက်ဆံရန်တကားဖွင့်ထားကြောင်းမေလ23ရက်နေ့ကဘန်ကောက်ပို့စ်မှာ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ရေးထားတဲ့ support the people revolution ဆောင်းပါးမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ NUG နဲ့ PDF တို့ဟာ အနောက်တိုင်းရဲ့လက်ပါစီများမဟုတ်ပဲ မြန်မာပြည်သူလူထုကိုသာတာဝန်ခံပြီးတရုတ်နိုင်ငံအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ထိတွေ့ဆက်ဆံရန်တကားဖွင့်ထားတယ်လို့အဲဒီဆောင်းပါးမှာဖော်ပြခဲ့တာပါအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေဟာအနောက်တိုင်းရဲ့လက်ပါစီ proxy များမဟုတ်ကြောင်းမြသည့်နိုင်ငံခြားအစိုးရကိုမြမြသည့်နိုင်ငံခြားအစိုးရကိုမှတာဝန်မခံမြန်မာပြည်သူလူထုကိုသာတာဝန်ခံမှာကြောင်း ပြည်သူ့တော်လှန်ရေးကြီးကိုတိုးတက်အောင်ကူညီပေးတဲ့မြို့တိနိုင်ငံတကာအစုအဖွဲ့များနဲ့မဆိုထိတွေ့ဆက်ဆံရန်တကားဖွင့်ထားသလိုထိတွေ့ဆက်ဆံလိုစိတ်ရှိပါကြောင်းဒေါအောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအောက်မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာတရုတ်နိုင်ငံအပါအဝင်အင်ဒီဂျင်းနိုင်ငံများနဲ့ခိုင်မာတဲ့ဆက်ဆံရေးကို2021ခုနှစ်မတိုင်မီအချိန်အထိထိန်းသိမ်းထားခဲ့ကြောင်းအခုအထိလည်းအဓိကဦးစားပေးတရက်အနေနဲ့ရှိနေပါကြောင်းဖော်ပြထားပါသေးတယ်။ ်ပီရက်များဟာအရှိတောင်အာရှရဲ့အကြီးဆုံးစစ်ရင်အားစုတွေကတခုဖြစ်တဲ့မြန်မာစစ်တပ်ကိုနိုင်ငံတော်ဝန်ထိရောက်စွာတွန်းလှန်နိုင်ခဲ့ကစစ်တပ်ကလက်ရှိအချိန်မှာ နိုင်ငံရဲ့25ရာခိုင်နှုန်းအောက်ကိုသာထိန်းချုပ်ထားနိုင်တော့ကြောင်းတော်လရေးတပ်ဖွဲ့များလောက်ရှိနေမြေများမှာအရက်သားအုပ်ချုပ်မှုဟာပုံမတည်ငြိမ်ပြီးစီးပွားရေးအရာ ရှင်သန်လျက်ရှိတယ်လို့យေတာထားပါတယ်ပြည်သူလူထုရဲ့ဤမှန်ချက်ကစစ်တပ်ကိုဖျက်ဆီးဖို့မဟုတ်ဘဲ ပြည်သူလူထုကိုဝန်ဆောင်မှုပေးပြီးရေကောက်ခံအစိုးရကိုတာဝန်ခံမှုရှိတဲ့ professional စစ်တပ်အဖြစ်ပြုပြင်ပြောင်းလဲဖို့ဖြစ်ပြီးအဲ့ဒီရည်မှန်းချက်ဟာတရုတ်နိုင်ငံရဲ့ကံအကျိုးတူအတိုက်အဝန်မျှော်မှန်းချက်နဲ့လည်းကိုက်ညီမှုရှိကြောင်းမြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးဟာဒေတာတွေနဲ့အထူးသဖြင့်တရုတ်နိုင်ငံရဲ့ရေရှည်အကျိုးစီးပွားအတွက်အရေးပါကြောင်းဆောင်းပါးကထောက်ပြထားတာကိုတွေ့ရပါတယ်။ဆောင်းပါးမှာအာနာတိတ်စစ်ကောင်းဆောင်နဲ့တရုတ်သမ္မတရှီကျင်းဖင်တို့ရဲ့လူသစ်ရှင်ညာထိတွေ့ဆက်ဆံမှုဟာ တရုတ်ရဲ့အရေးရှိအကျိုးစီးပွားနဲ့မြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးကိုထိခိုက်စေနိုင်တယ်လို့ဆိုထားတယ်လို့ယာယီအပြည့်အခက်ရဲစဲရေးများဟာပြိပက္ခကိုရှေ့ကြစေပြီးရေရှည်တည်ငြိမ်မှုစီကိုဥတည်တဲ့တော်လှန်ရေးလှုပ်ရှားမှုကိုအားနည်းစေတယ်လို့ထောက်ပြထားပါတယ်။စစ်တပ်ကိုအမြင့်ဖြတ်ဖို့မဟုတ်ဘူးဆိုတော့ဒေါ်စင်မအောင်ရဲ့စကားအပေါ်အမြင့်မတူသူတွေကဝေဖန်ပြောဆိုမှုတွေရှိနေပေမဲ့ပြည်တွင်းပြိပက္ခကိုချုပ်ငိမ့်မှုအတွက်ရည်ရွယ်တာလို့ထောက်ပြသူတွေလည်းရှိပါတယ်။အာဆီယံအလဲအစားဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကတော့ 46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြမငင်းချမ်းရေးလုပ်ငန်းစဉ်တွေတိုးတက်မှုရှိကြောင်းပြောဆိုခဲ့တာရှိပါတယ်ရှင်။မောက်ထသတင်းတပုတ်အနေနဲ့စေးကြောင်ပြီးမိဘတွေရဲ့နေအိမ်ကိုတက်စီလောင်းပြီးမီးရှို့ခဲ့တဲ့အမျိုးသားကို TNN ကဖမ်းဆီးထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမိုးကုတ်မြို့မှာမေလ30ရက်နေ့ကအသက်30ဝန်းကျင်အမျိုးသားတအူးက ဈေးကြောင့်ပြီးမိဘတွေရဲ့နေအိမ်ကိုဓာတ်ဆီလောင်မီးရှို့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။မိုးကုံမျိုးသတို့ရွှေရက်ကွက်မှာဖြစ်ပွားခဲ့တာလို့သိရှိရပြီးအဆိုပါဈေးကြောင့်နေတဲ့အမျိုးသားကိုတော့ TNL ကလက်တလုံးမှာဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရှိရပြီးမိခင်ကတော့မိုးကုံဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့စုံစမ်းသိရှိရပါတယ်။အဲ့ကောက်လေးကို TNL ကလာခေါ်သွားတယ်။အမေဖြစ်သူကတော့စေယုံမှာပါ။ကျက်စီးဆုံးရှုံးမှုကများတယ်။ အမေတခုတားတခုအဖေကမရှိဘူးပြောတယ်လို့ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။တားဖြစ်သူကဆေးကြောင်ပြီးနေအိမ်ကိုမီးရှို့လို့မိခင်မီးလောင်တန်ရာရရှိခဲ့ကအတွင်းပစ္စည်းတွေလည်းတခုမှမတင်နိုင်ခဲ့ဘူးလို့သိရှိရပါတယ်။အမျိုးမျိုးပြောနေကြတယ်ပတ်စံမပေးလို့လို့လည်းကြားတယ်။ဆေးကြောင်ပြီးအိမ်ကိုမီးရှို့လိုက်တာလူထိခိုက်တာတော့အနှင်းငယ်ရှိတယ်။သူတို့အိမ်မဲမိတဲ့ပါသွားတာဘေးကိုမထိပါဘူးလို့နောက်ထပ်ဒေသခံတအူးကမြို့တော်ကိုပြောပါတယ်။ မိုးကုတ်မြို့ဒေသခံတွေနဲ့မိသားတပ်ဖွဲ့တွေကမီးနှိမ်တက်ခဲ့လို့ဘေးအိမ်တွေကိုကူးစက်လောင်ကျွမ်းမှုမရှိခဲ့တာဖြစ်ပြီးမီးရှို့ခံရတဲ့နေအိမ်ကတော့ပျက်စီးဆုံးရှုံးမှုများပြီးပစ္စည်းတစ်ခုမှမရခဲ့ဘူးလို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တမ်မနီနဲ့အလူမီနီယံသွင်းကုန်တွေကိုခြောက်ငေါက်50ရာခိုင်နှုန်းအထိအခွန်နှဆတိုးကောက်မဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အမေရိကန်တမ်တောက်ချုံနဲ့ခြောက်ငေါက်လာမဲ့ဇွန်လ၄ရက်နေ့ကစပြီး တမန်နီနဲ့အလူမီနီယံအပေါ်အခွန်လေးကို90ရာခိုင်နှုန်းအထိနှစ်ဆတိုးပြီးကောက်ခံမယ်လို့ပြောကြားလိုက်ပါတယ်။အဲဒီလိုအခွန်တိုးကောက်ခံမယ်အစီအစဉ်ဟာနိုင်ငံများနဲ့ဒေသများအလုံးကတင်သွင်းလာမယ်။တမန်နီနဲ့အလူမီနီယံသွင်းကုန်တွေအပေါ်တက်ရောက်နိုင်ွယ်ရှိပါတယ်။မနေ့ကမေလ30ရက်နေ့မှာထရန့်ကပင်ဆယ်ဘေးနီးယားပြည်နယ်မှာရောက်ရှိနေချိန်အခွန်တိုးကောက်မယ်အခြေအနေကိုပြောကြားခဲ့တာဖြစ်ပြီးဂျပန်ကုမ္ပဏီ Nippon Steel က UST ကိုဝယ်ယူဖို့အစီအစဉ်နဲ့ပတ်သက်ပြီး လူလူတွဲဆောင်ပွဲတစ်ခုမှာမိန်ကွန်းပြောကြရင်ထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ထရန့်ကအမေရိကန်ပြည်ထောင်စုရဲ့တမတိလုပ်ငန်းအတွက်ပို့ပြီးအာမခံချက်ရှိစေရမယ်လို့ပြောကြခဲ့ပြီးဘသူမှအခွန်ကောက်ခံမှုကိုရှောင်ရှားလို့မရဘူးလို့ထပ်လောင်းပြောကြခဲ့ပါသေးတယ်။အခုလိုအခွန်တိုးမြင့်တာဟာဇွန်လ၄ရက်နေ့မှာတက်ရောက်မှာဖြစ်ကြောင်းလည်းလူမှုကွန်ရက်မှာထရန့်ကရေးသားခဲ့ပါတယ်။ထရန့်အဆိုအရဟာမလမှာတမတိနဲ့အလူမီနီယံတင်သွင်းမှုအပေါ် 25ရာခိုင်နှုန်းအပိုဆောင်အခွန်တွေစတင်ကောက်ခံခဲ့တာပါထရန့်ကသူ့ရဲ့သဘောထားဟာပြည်တွင်းတမ္မဏီလုပ်ငန်းနဲ့အလုပ်သမားတွေကိုကာကွယ်ဖို့ဖြစ်ကြောင်းလည်းအလေးထားပြောကြားခဲ့ပါတယ်ဒါပေမဲ့လည်းလေကြောင်းနဲ့စွမ်းအင်ကဏ္ဍလို နေပယ်များစွာမှာအမေရိကန်ကုမ္ပဏီတွေကပြည်ပကတည်သွင်းလာတဲ့တမ္မဏီနဲ့အလူမီနီယံတွေကိုအသုံးပြုလာကြောင်းအခုလိုကုန်သက်ခွန်နှုန်းထားတိုးမြင့်မှုဟာငွေကြေးဖောက်ပွားမှုကိုထပ်မံမြင့်တက်လာမှာကိုစိုးရိမ်မှုတွေမြင့်တက်နေကြပါတယ်ရှင် မြို့ရော်ရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးကြတာပါထူးခြားတဲ့သတင်းလေးကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့ရော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပြည်သူများအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘီရန်ရဲ့အသွေးအသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့ရော်ဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်